အောက်တိုဘာလ16ရက်နေ့ညပိုင်းအတွက်နိုးသစ္စာ channel ကနေပြီးတော့နောက်ဆုံးရတော်လိုင်းသတင်းတွေကိုထုတ်လုပ်တင်ဆက်ပေးပါမယ်။ကျွန်တော်တို့ရဲ့ channel ကို like and subscribe လုပ်ပေးဖို့ကိုလည်းတောင်းဆိုပါရစေခင်ဗျာ။ဒီနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ဒီဖဲခုံမှာစစ်ကောင်စီတပ်စစ်ကြောင်းပြတ်တဲ့အထိတိုက်ခိုက်ခံရလို့ဒီစစ်ကြောင်းမှုအပဝင်တေဆုံးသူတွေများတယ်လို့ဆိုပါရတယ်။နောက်ပြီးတော့လေဗရန်တိုက်ပွဲစစ်ကော်မရှင်တပ်အထိနာတဲ့အကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ PDF စစ်ရုံးချုပ်ကဒီကနေ့သတင်းထုတ်ပြန်ပါရတယ်။ ီးတော့နိုင်ရကစကန်းကရေဒါကိုစစ်ကောင်တီကဖြုတ်သိမ်းပြီးတော့တခြားနေရာမှာရွှေ့ပြောင်းထားတယ်လို့သိရပါဗျ။ဒီဘခုတ်ကူမှာရိတ်ခါယူစစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်တာမှာစစ်သား6ဦးသေဆုံးပြီးတော့တနက်နဲ့လက်တင်စီရမိတယ်လို့ဆိုပါရယ်။နောက်ဝက်လက်မှာဒေသခံ90ကျော်ကိုစစ်ကော်မရှင်တပ်ကလူသားတိုင်းအဖြစ်ကာကွယ်ယူပြီးတော့ဒီရွာစင်လှည့်ပြီးစစ်ကြောင်းထိုးနေတယ်လို့သိရပါရယ်။ နောက်သီဘောမြို့ယုံဌာနတွေဒီကနေ့မိလောင်နေပါတယ်ခင်ဗျာဒီသတင်းတွေကိုစုစည်းတင်ဆက်ပေးမှာဖြစ်ပါတယ်ဒီပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ကတော့ဒီဖဲခုံမာစစ်ကောင်စီတပ်စစ်ကြောင်းပြတ်တဲ့အထိတိုက်ခိုက်ခံရတဲ့အကြောင်းကိုတင်ဆက်ပါမယ်ရှမ်းပြည်နယ်တောင်ပိုင်းဖဲခုံမြို့နယ်ကတောင်ထလုံးကျေးရွာကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ရဲ့စစ်ကြောင်းမှုအပါအဝင်တေဆုံးထိခိုက်သူတွေများတယ်လို့ဒေသခံစီရင်သတင်းရင်းမြစ်တွေကပြောပြပါဗျာ အော်တိုဘာလ14ရက်နေ့ညနေပိုင်းမှာဒီမြောင်စလုံးရွာဘက်ကနေတောင်စလုံးရွာဘက်ကိုစစ်ကောင်စီတပ်နဲ့ BNU ပြည်သူ့စစ်တပ်တွေစစ်ကြောင်းထိုးလာတာကိုတုံလိုင်းတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့ကြတာလို့ဆိုပါရယ်ခင်ဗျာစစ်ကြောင်းနှစ်ခုနဲ့တက်လာတာအင်အား80နဲ့100လောက်ရှိတယ်တေရာရော့ထိခိုက်တာရော60လောက်ရှိတယ်လို့ရှမ်းတောင်အခြေဆိုင်စစ်ရေးတရင်းမြစ်ကပြောပြပါရယ်နောက်ဒီစစ်ကောင်စီစစ်ကြောင်းပြတ်သွားပြီးတော့ပြန်ဆုတ်သွားတာမှန်တယ်လို့တောင်စလုံးတိုက်ပွဲမြေပြင်မှာရဲဘော်တအူးကလည်း ဒီလူမှုနယ်ဦးသတင်းဌာနကို ပြောဆိုထားတာပါသူတို့အထင်နာပြီးပြန်ဆုတ်သွားပါတယ်ကြံတဲ့အပိုင်းကတော့စစ်ရေးအခြေအနေကြပြောပွင့်မရသေးဘူးလို့သူကပြောပါတယ်ပုံမျိုးသားကာကွယ်ရေးတပ်ဖွဲ့ရဲဘော်တဦးကလည်းဒီကောင်တွေနှစ်ခါလောက်ရှိပြီးထိနေတာလို့တောင်ထလုံးရွာတိုက်ပွဲနဲ့ပတ်သက်ပြီးပြောပြပါတယ်ဒီရှမ်းနဲ့ကရင်နီပြည်ဘက်မှာစစ်ကောင်စီအတွက်ပုံမှန်ဝါရဖြန့်ပေးနေတဲ့ရှမ်းကရဟစ်တိုင်အမည်နဲ့ လူမှုကွန်ရက်ကနေလဲတောင်သလုံးရွာတိုက်ပွဲမှာစစ်တပ်ကအထိနာခဲ့တယ်ဆိုတဲ့အကြောင်းအောက်တိုဘာ15ရက်နေ့နေ့လယ်ပိုင်းကဒီဖော်ပြထားပါတယ်ခင်ဗျာဒီတပ်ပွဲမှာစစ်ကြောင်းပြတ်သွားတဲ့စစ်ကောင်စီကဂျက်ဖိုက်တာ2စီးနဲ့၄ကြောင်းပစ်ကူရယူခဲ့တယ်လို့လဲမြေပြင်စီးရေးတရင်ရေးမြစ်တွေကအသိပေးပါတယ် ဒီအောက်တိုဘာ6ရက်9ရက်နဲ့9ရက်ကလွိုင်ကော်မြို့အရှိတ်ချမ်းကလွန်လင်းလေးမြို့ကျေးရွာတွေကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီနဲ့ PNO ပြည်သူစစ်တွေထိခိုက်ဒေဆုံးတာစေဦးထက်မနဲ့ရှိခဲ့ပြီးတော့လက်နက်ခဲယမ်းအချို့ပါရခဲ့တယ်လို့ KNDF ကပြီးခဲ့တဲ့ရက်ပိုင်းကလည်းသတင်းထုတ်ပြန်ထားခဲ့ပါတယ်ခင်ဗျာ နောက်လေဗရန်တိုက်ပွဲမှာစစ်ကော်မရှင်တပ်အထိနာတဲ့တရင်ကိုဒီအမျိုးသားညီညွတ်ရေးအစိုးရ PDF စီရင်ချုပ်ကနေပြီးတော့ထုတ်ပြန်ထားပါတယ်ဒါကိုအကြေတဝင့်တင်ပြပေးလိုပါတယ်အမျိုးသားညီညွတ်ရေးအစိုးရ PDF စီရင်ချုပ်ကနေပြီးတော့အာနာသိန်းစစ်ကောင်စီတပ်ဖွဲ့ဝင်15ဦးတေဆုံးပြီးတော့စစ်တုံးပန်းတွေနဲ့လက်နက်တွေတင်စီရရှိတယ်ဆိုပြီးတော့ဒီကနေ့သတင်းထုတ်ပြန်တာဖြစ်ပါတယ် ပဲခူးတိုင်းလဗရန်မြို့နယ်တရချောင်းကျေးရွာဘက်ကိုမိရှုဖြစ်စည်းဖို့စစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကိုပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ်နှစ်စစ်စင်ရေးနယ်မြေပဲခူးတိုင်းစစ်ဌာနဗျူဟာ22ကိုကဲမှုနဲ့အမှတ်383တပ်ရင်းအမှတ်383တပ်ရင်းရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဂလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ပူးပေါင်းတပ်ဖွဲ့တွေကအောက်တိုဘာလ15ရက်မနေ့10နာရီအချိန်မှာကြားဖြတ်တိုက်ခိုက်ခဲ့ကြတာလို့ဆိုပါတယ်။ အဲ့ဒီတိုက်ပွဲအတွက်မှာကျန်းဖက်စစ်ကောင်စီတပ်အထိနာခဲ့ပြီးတော့ဆယ်ဦးထက်မနည်းတေဆုံးကစစ်တုံးမှန်အဖြစ်12ဦးကိုဖမ်းဆီးရမိခဲ့တာလို့ဖော်ပြထားပါတယ်။ဒါ့အပြင်လက်နက်အစုံ16လက်ခဲယမ်းတွေနဲ့စစ်တုံးပစ္စည်းတွေကိုလည်းတင်စီရနိုင်ခဲ့တယ်လို့လည်းဆိုပါတယ်။အဲ့ဒီတိုက်ပွဲအတွက်မှာပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲဘော်တွေကတော့အထူးကမရှိအောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့တဲ့အကြောင်းသတင်းထုတ်ပြန်ထားပါတယ်ခင်ဗျာ။ နောက်နိုင်ရကန်စကန်းကရေဒါတွေကိုစစ်ကောင်စီကဖြုတ်သိမ်းပြီးတော့တခြားနေရာမှာပြောင်းရွှေ့ထားတယ်လို့သိရပါတယ်။မကွေးတိုင်းအမ်ဘရန်လမ်းပိုင်းမှာရှိတဲ့နိုင်ရကန်လေကြောင်းရန်ကာကွယ်ရေးစခန်းမှာတပ်ဆင်ထားတဲ့ P-18 Ali 1 Radar ကိုဒီစစ်ကောင်စီကပြီးခဲ့တဲ့ဖေဖော်ဝါရီလကတည်းကဖြုတ်သိမ်းပြီးတော့ရွှေ့ပြောင်းထားတဲ့အကြောင်းမြန်မာကာကွယ်ရေးနဲ့လုံခြုံရေး Institute MDSI ဖော်ပြချက်အရသိရပါတယ်။ P18 radar ဟာဒီဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့လေကြောင်းလှုပ်ရှားမှုတွေကိုစောင့်ကြည့်ထောက်လှမ်းဖို့တပ်ဆင်ထားတာဖြစ်ပြီးတော့ကျူတင်3ပေရီဒါစနစ်နဲ့အကွာအဝေးကီလိုမီတာ250အထိထောင်လန်းနိုင်တဲ့အကြောင်းဖော်ပြထားပါတယ်။ကမ္ဘာလုံးပုံစံနဲ့ရှိနေတာကတော့ဒီနိုင်ငံတောင်ထိပ်ဟာဆူထိုင်းစမြန်မာတာကြောင့်ရေဒါပစ္စည်းမှုကနေကာကွယ်နိုင်ဖို့ကမ္ဘာလုံးပုံစံမြူကာစနစ်နဲ့ထားရှိထားတာဖြစ်တယ်လို့သိရပါတယ်။ဒီနိုင်ငံဗျူဟာစခန်းကို အပိဒတ်သိမ့်ပိုက်နိုင်ဖို့အတွက်လက်ကျန်တပ်စခန်းတွေကိုထိုးသိမ်းတိုက်ခတ်နေတဲ့အကြောင်းအရကတတ်တော်ကအော်တိုဘာလ15ရက်နေ့ညကသတင်းထုတ်ပြန်ထားပါတယ်။အရကတတ်တော်ဟာအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိတဲ့အမ်းမြုပ်ကိုသိမ့်ပိုက်ပြီးတော့အမ်ဗတန်လမ်းပိုင်းတစ်လျှောက်စစ်ကောင်စီစခန်းတွေကိုထိုးသိမ်းတိုက်ခတ်ကလက်ရှိမှာနိုင်ငံပြည်ဝစခန်းကိုအပိဒတ်သိမ့်ပိုက်နိုင်တော့မယ့်အနေအထားဖြစ်နေပါတယ်ခင်ဗျာ။ နိုင်ကပြူအစကန်းကိုတိမ့်ပိုက်နိုင်မယ်ဆိုလို့ရှိရင်တော့ဒီစစ်ကောင်စီရဲ့မကွေးအခြေဆိုင်ကပ္ပဆဆက်ယုံတွေကိုချိန်ချောက်နိုင်မှာဖြစ်တာကြောင့်အမ်ဗရန်လမ်းပိုင်းတစ်လျှောက်ကာကင်းစကန်းသစ်တွေတူးချက်လို့အင်အားလုံးရင်ဖြစ်တည်နေတဲ့အကြောင်းလဲသိရှိရပါတယ်ခင်ဗျာ။နောက်ဘကုတ်ကူမှာရိခာယူစစ်ကြောင်းကိုဒီကြပြတိုက်ခိုက်တာမှာ6ဦးသေဆုံးပြီးတော့တနက်နှစ်လက်တင်းစီရရှိတယ်လို့သိရပါတယ်။ဒီသတင်းကိုတင်ပြပါမယ်။ မနေ့ကအော်တိုဘာလ15ရက်နေ့မွန်းလွဲ3နာရီ23မိနစ်အချိန်ပခုတ်ကူမြို့နယ်မြောက်လူကန်ရွာစစ်တပ်အထိုင်စခန်းကနေပြီးတော့စစ်သား20လောက်ပခုတ်ကူလေရင်ကွင်းကနေပြီးတော့ရိတ်ခါယူပြန်လာတဲ့အချိန်မှာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကကြားပြတိုက်ခိုက်တာမှအပြန်လန်ပြစ်ခတ်တိုက်ပွဲ15မိနစ်လောက်ကြာမြင့်ခဲ့တာဖြစ်ပါတယ်။ဒီအဲ့ဒီတိုက်ပွဲအတွင်းမှာကျန်းဖက်စစ်သား6ဦးသေဆုံးပြီးတော့ MA1 တလက် MAG ပေါက်3ခု G အတောက်90 BA 94 တလက်ကြီပေါက်နှစ်ပေါက်ကြီ45တောင်းလို့တင်းစီရရှိခဲ့တယ်လို့သိရပါတယ်ခင်ဗျာအဲ့ဒီတိုက်ပွဲအတွင်းမှာလေရင်ကွင်းအတွင်းကနေပြီးတော့အနာသိမ့်စစ်တပ်က0.5လက်နက်ကြီးလက်နက်ငယ်တွေနဲ့ပြစ်ကူပေးတာအပြင်ဒီမြောက်လူကန်ကြေးရွာကလည်းစစ်သားတွေကလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပြစ်ကူပေးတိုက်ခိုက်ခဲ့တာလို့သိရပါတယ်ခင်ဗျာဒါကြောင့်ကြံရှိနေတဲ့လက်နက်ခရမ်းတွေကိုမကောက်နိုင်ခဲ့ဘူးလို့စောက်တန်းရည်တကြိုပီရီယက်တာဝန်ကကိုအောင်မောင်းကပြောပါတယ် အဲ့ဒီတက်ခတ်မှုကိုစောက်တန်းရည်တကြိုတပ်ပေါင်းစုက လုံဆောင်ခဲ့တာဖြစ်ပြီးတော့ပြည်သူ့ကာကွယ်ရေးရဲဘော်တအူးလက်ပြင်ကြီးဖောက်ဝင်က တိုင်းရမစိုးရင်ရရရှိခဲ့တယ်လို့သိရပါတယ်ခင်ဗျာနောက်ကချင်ပြည်နယ်ဘက်ကဒီဖကမှာထိုးစစ်တိုက်ခိုက်နေတဲ့စစ်ကြောင်းတချို့ပြန်လည်ဆုတ်ခွာနေတယ်လို့သိရပါတယ်ဒီဖကဒေသမှာ၅လ ကျော်လောက်အကြာအထိဒီဝင်ရောက်တဆွဲနေတဲ့စစ်ကောင်စီတပ်စစ်ကြောင်းတချို့ဖကန့်ကားပိုင်းလမ်းဘက်ဥတီပြီးတော့ပြန်လည်ထွက်ခွာသွားတယ်လို့ဖကန့်မှနေထိုင်သူတွေဒီကနေပြီးတော့သိရပါတယ်ခင်ဗျာဒီပြီးခဲ့တဲ့ AB လက်ကဆက်ပြီးတော့စစ်ကြောင်းဝင်ရောက်လာကြတဲ့ကတဆွဲထားတဲ့မော်စီစာကြီးရွာဖျားကုန်းနေရာနဲ့စွန့်ပုံအမိုက်ပုံနေရာမှာတဆွဲထားတဲ့စစ်ကြောင်းတွေပြန်ပြီးဆုတ်သွားတယ်လို့ဖကန့်ဒေသကမြို့သားတို့က KNG သတင်းဌာနကိုပြောဆိုထားတာပါ ဒီမော်စီစာဖျားကုန်းမှာနေရာယူထားတဲ့စစ်ကြောင်းကဆုတ်သွားပြီးကြံတဲ့နေရာတွေမှာရှိနေသေးတဲ့ဒီမော်ဝမ်းကြီးမော်ဝမ်းလေးမော်မောင်းလျံဘက်မှာကြံသေးတယ်တခြားတက်နေရာယူထားတဲ့နေရာမှာတော့ရှိနေသေးတယ်အလုံးပြန်ဆုတ်သွားတဲ့အနေထားတော့မရှိဘူးနောက်ပြီးတော့အမိုက်ပုံဘက်မှာနေရာယူထားတဲ့တချို့လည်းဆုတ်ခွာသွားတယ်လို့ပြောပါတယ်ခင်ဗျာ စစ်ကြောင်းတွေကအော်တိုဘာ14ရက်နေ့ကစပြီးတော့ဖကံမြို့အဝင်ရမ်းချက်ဆက်ရုံကနေပြီးတော့တဆင့်ကားမိုင်းလမ်းဘက်ကိုစစ်အင်အား200လောက်ရှိတဲ့စစ်ကြောင်းကလမ်းခရီးထောက်ပြီးတော့ထွက်ခွာနေတယ်လို့လည်းသိရပါဗျ။ဒီအခုလိုစစ်ကြောင်းတချို့ထွက်ခွာသွားပြီးတဲ့နောက်မှာတိုက်ပွဲဖြစ်နေတဲ့မလန်းကျေးရွာဘက်မှာလည်းတိုက်ပွဲပြန်ငြိမ်သွားတာနှစ်ရက်လောက်ရှိလာတယ်လို့လက်နက်ကြီးပစ်ခတ်တံတွေလည်းဒီကနေ့အော်တိုဘာ16ရက်နေ့အထိမကြားရသေးဘူးလို့ဖကံပြည်သူတွေကပြောပါဗျ။ ဒီလုံခင်းကနေဖကရန်ချက်စက်ယုံကူအထိဒီစစ်ကြောင်းထွက်သွားတဲ့လမ်းတစ်ချောင်းမှာ KIA နဲ့ PDF တပ်ဖွဲ့တွေမိုင်းဆွဲတိုက်ခိုက်တာတွေရှိပေမဲ့စစ်ကြောင်းတွေထွက်ခွာနိုင်ခဲ့တယ်လို့လည်းသိရပါတယ်ခင်ဗျာစစ်တပ်ကနေစစ်အင်အားတချို့အခုလိုဖကဒေတာတွေကနေပြန်ပြီးထွက်ခွာသွားတာဟာတက်ချင်းတာဖြစ်နိုင်တယ်လို့တခြားတိုက်ပွဲနေရာတွေကိုပြန်ထိုးဖို့လည်းဖြစ်နိုင်တယ်လို့ဖက KPDF ကတာဝန်ရှိသူတို့ကသုံးသပ်ထားပါတယ် ဖာကန်ဒေတာကိုပြီးခဲ့တဲ့အီဗီလာဂရဲကနေလက်လွတ်လိုက်ရတဲ့နေရာတွေကိုပြန်ရဖို့စစ်ကြောင်းထုတ်ထားတဲ့စစ်အင်အား800နဲ့တထောင်ကျားမှရှိနိုင်တယ်လို့ဖာကန်ပြည်သူတွေကပြောပါတယ်။အခုလိုစစ်ကြောင်းတချို့ပြန်ထွက်သွားပေမဲ့အင်အားအများပိုင်းကဖာကန်ဒေတာမှာကြံရှိနေသေးတာကြောင့်ဖာကန်တိုက်ပွဲကငြိမ်သက်သွားမှာမဟုတ်ဘူးလို့ဒေါ်လန်ရေးတပ်ဖွဲ့ဝင်တွေကပြောဆိုကြပါတယ်ခင်ဗျာ။အဲ့တော့သကိုင်းတိုင်းဝက်လက်နယ်ကဒီ ဒေသခံ900ကျော်ကိုလူသားတိုင်းအဖြစ်ကာကွယ်ယူပြီးတော့အနာသိစစ်တပ်ကရွာစဉ်လှည့်စစ်ကြောင်းထိုးနေတယ်လို့သိရပါတယ်။စကိုင်းတိုင်းရွှေဘိုခရိုင်ဝက်လက်မြို့နယ်ကျေးရွာတွေကိုစစ်တပ်ကစီးနှင်းဝင်ရောက်ပြီးတဲ့နောက်မှာဒေသခံ90ကျော်ကိုတရားခံဖမ်းဆီးကာကျေးရွာတွေကိုစစ်ကြောင်းထိုးစီးနှင်းလူရဲနေတယ်လို့ဒေသခံတရင်ရင်းမြစ်တွေက ပြောဆိုကြပါတယ်။ဒီဝက်လက်နဲ့အရှိချမ်းရှေးမကားရွာမှာရှိတဲ့စစ်အုပ်စုအထိုင်စခန်းကနေဒီကနေ့မနက်ပိုင်းမှာထွက်လာတဲ့အင်အားတရာလောက် ဟာဒီဖန်ဆီးထားတဲ့ဒေသခံ90ကျော်ကိုလူသားတိုင်းအဖြစ် အကာအကွယ်ယူပြီးတော့အင်းတောင်းရွာကိုဒီစစ်ကြောင်းထုတ်စီးနှင်းလူရက်နေတယ်လို့ဒေသခံတူကဆိုပါတယ်ခင်ဗျာမရေယာဘက်ကနေဝက်လက်နဲ့ရှိမကားကိုရောက်လာတဲ့စစ်ခွေးစစ်ကြောင်းကအခုဒေသခံ90ကျော်ကိုဒေသခံဖမ်းဆီးပြီးတော့အင်းတောင်းရွာမြောက်ဖက်မှာရောက်နေတယ်အဲ့ဒီစစ်ကြောင်းကြောင့်လက်ရှိမှာရှိမကားရွာနေဝင်းကျင်ကရွာတွေစစ်ဘေးရှောင်နေကြရတယ်လို့ဒီပြောပြပါတယ် အနာသိစစ်တပ်ကဝက်လက်နယ်ကကျေးရွာတွေကိုစစ်ကြောင်းထုတ်စီးနှင်းလူရက်ပြီးတော့လေကြောင်းကနေနေစဉ်လိုလိုဘုံကျဲတပ်ဖြတ်နေတာကြောင့်ဒေသခံတွေတေဆုံထိခိုက်ဒဏ်ရာတွေလည်းရှိနေတယ်လို့မြေပြင်စစ်ရေးတရင်မြစ်တွေကဆိုပါတယ်ခင်ဗျာဒီလက်ရှိဝက်လက်နယ်ထဲမှာတောင်လိုင်းပူပေါင်းတပ်တွေနဲ့စစ်တပ်တို့တိုက်ပွဲဖြစ်ပွားနေတယ်လို့တိုက်ပွဲဖြစ်တဲ့နေရာကိုစစ်ကူလာဖို့အတွက်ရွှေဘူနယ်ဘက်က စစ်ကြောင်းနှစ်ကြောင်းဝက်လက်နဲ့အရှိချမ်းကစစ်ကြောင်းတစ်ကြောင်းနဲ့စကိုင်းမြို့နယ်ဆရာောင်မြို့ဘက်ကနေစစ်ကြောင်းတစ်ကြောင်းထွက်လာနေတယ်လို့လည်းမြေပြင်စစ်ရေးတရင်အီမစ်တွေကဆိုပါတယ်ဒီဝက်လက်နယ်ထဲမှာစစ်တပ်ကအောက်တိုဘာ7ရက်နေ့ဒီကနေပြီးတော့15ရက်နေ့အထိရွတ်တကြီးရွာနဲ့ဒီတမန်သာကြီးရွာတွေကိုလေကြောင်းကနေဘုံကျဲခဲ့တာကြောင့်ကလေးငယ်တအူးနဲ့အသက်90ကျော်အရွယ်အဖွားအိုတူတေဆုံးခဲ့ပြီးတော့ ၄ဦးထိခိုက်ဒဏ်ရာရှိခဲ့ကဘုံကြီးချောင်းဇေဒီနဲ့စာတင်ချောင်းတွေထိခိုက်ပျက်စီးခဲ့ပါသေးတယ်ခင်ဗျာလက်ရှိအချိန်မှာတော့ဒီအာနာသိန်းစစ်တပ်ကအင်အားလုံးရင်းနဲ့တချောင်းထိုးနေတာကြောင့်ဝက်လက်နယ်ရှိကျန်းကဒီအင်တောင်းမင်းရွာတောင်းရွာသစ်ရွာသာကမ်းပြူ၅ရဲဒီမင်းကုန်းလေးစတဲ့ကြေးရွာတွေနဲ့ဝက်လက်နယ်အနောက်ချမ်းကရတာကြီးရွာနဲ့အနီးဝန်းကျင်ကြေးရွာတွေအပါအဝင် ထောင်နဲ့ချီတဲ့ဒေသခံပြည်သူတွေစစ်ဘေးတိမ်းရှောင်နေကြပြီးတော့ဆန္ဒရိက္ခာစေဝအမိုးကာစတဲ့အကူအညီတွေလိုအပ်နေတယ်လို့စစ်ရှောင်တွေကိုအကူအညီပေးနေတဲ့သူတွေကဆိုကြပါတယ်ခင်ဗျာနောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့တီဘောမြို့ရုံးဌာနတွေမှာမီးလောင်နေတယ်လို့သိရပါတယ်ဒီတိုက်ပွဲပြင်းထန်နေတဲ့တီဘောမြို့မှာထွေအိုရုံးနဲ့အချင်းထောင်ပါဝင် မြို့ပေါ်ကနေရာ၅ခုမှာမီးလောင်နေတယ်လို့ဒေသခံအချို့ကပြောပါတယ်ခင်ဗျာ အထွေထွေအုပ်ချုပ်ရေးမှူးရုံးစပြိုးရေးရုံးဟိုတယ်တီဘောမြစင်းရုံးနဲ့ကျင်းထောင်နေရာတွေမှာမိလောင်နေတာလို့ဒေသခံတူကဒီနေ့အော်တိုဘာလ16ရက်ညနေ4နာရီလောက်က ပြောပါတယ်ခင်ဗျာမီးညွန့်တွေတက်နေတယ်မနေ့ကစစ်ကြောင်းတွေဝင်လာတယ်မြို့ပေါ်မှာတိုက်ပွဲဖြစ်တယ်တနက်တန်တွေလည်းကြားနေရတယ်အိမ်တွေကိုမီးကူးမှဆူရတယ်လို့၎င်းကပြောပါတယ်ခင်ဗျာဒီတီဘောထောင်ကအကျဉ်းသားတွေကိုပြီးခဲ့တဲ့စက်တင်ဘာလကရက်ကတအန်းတက်မတော် DNL ကနေရာရွှေ့ပြောင်းထားတယ်လို့ တရင်ရင်းမြစ်တချို့ကပြောပေမဲ့အသေးစိတ်ကိုတော့မသိရသေးပါဘူးခင်ဗျာဒီစစ်ကောင်စီကအောက်တိုဘာ15ရက်ညပိုင်းကစပြီးတော့တီဘောမြို့ပေါ်ကိုလေကြောင်းကနေပုံကျဲတာတွေဒရုန်းနဲ့ပုံကျဲတာတွေလုပ်နေတယ်လို့တီဘောမြို့မှာလက်ရှိရှိနေတဲ့တရင်ရင်းမြစ်တချို့ကပြောပြပါတယ်ဒီစစ်ကောင်စီတပ်တွေဟာပြီးခဲ့တဲ့စက်တင်ဘာလတုန်းကလည်းဒီကြောင်မဲမြို့ကိုဝင်ရောက်တဲ့အချိန်တုန်းကမီးလောင်ဘုံးတွေကျဲလို့ဌာနဆိုင်ရာအဆောက်အုံတချို့မီးလောင်ခဲ့တယ်လို့မြို့ကန်တွေကပြောကြပါတယ် အဲ့ဒီတုန်းကတော့မိုးရွာလို့မီးလောင်တာရက်သွားတယ်လို့သိရပါတယ်ခင်ဗျာမိုးကြီးကြီးရွာပေးပါစိတ်ရမ်းပူလို့ပါလို့မြို့ကတူကတော့လူမှုကွန်ရက်မှာရေးသားထားပါတယ်တီဘောမြို့ကဌာနဆိုင်ရာအဆောက်အုံတွေမီးလောင်နေတာဟာစစ်ကောင်စီကမီးလောင်ပုံးတွေကျဲတာကြောင့်ဖြစ်နိုင်တယ်လို့ဒေသခံတချို့ကပြောနေတယ်လို့ TNL ကမီးရှို့တာလို့စစ်ကောင်စီဝါဒဖြန့်ချီသမားတွေကလူမှုကွန်ရက်မှာတပြိုင်တည်းဖော်ပြနေကြပါတယ်ဒီစစ်ကောင်စီဟာမန္တလေးမြို့ဆယ်ပြည်တော်သူလက်မကြီးအတိုင်းမှာရှိနေတဲ့ ဒီနောင်ချုံနဲ့ကြောင်မဲမြို့ကိုတိမ့်ယူပြီးတဲ့နောက်ပိုင်းမှာတီဘောမြို့ကို UDP စစ်ကြောင်းထိုးနေတာဖြစ်ပါတယ်ခင်ဗျာအော်တိုဘာလ16ရက်ညပိုင်းတင်ပြပေးတဲ့သတင်းတွေကတော့ဒီမြတ်တာပဲဖြစ်ပါတယ်ခင်ဗျာကြည့်ရှုပြီးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်နောက်ရက်တွေမှာလည်းတော်လိုင်းသတင်းကောင်းတွေနဲ့ပြန်လာခဲ့ပါမယ်ခင်ဗျာ